ဒီနေ့ပြပြသွားလို့ရတဲ့အကြောင်းအရာလေးကတော့ macOS မှာအကောင်ဆုံး dictionary ကဘာဖြစ်မလဲဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်အဲ macOS မှာ dictionary ကပြင်ပါပါတယ်အဲလက်ရှိဆန်းသက်ကြည့်တဲ့အရာနဲ့ dictionary မျိုးစုံရှိတဲ့ထဲမှာသူ့ရဲ့ binary dictionary ကပဲအကောင်ဆုံးလို့ပြောလို့ရပါတယ်စကားလုံးတွေကျွဲသွားတယ် language အဲ့ဒီအများကြီးကိုလည်းအထောက်အပံ့ပြုတယ်ပြီးတော့ system တစ်ခုလုံးနဲ့ချိတ်ဆက်တာဖြစ်တဲ့အတွက်တသက်ဒီဒီလိုမျိုးတိကျခေါ်ယူပြီးတော့အသုံးပြုရတယ်အသုံးပြုနိုင်မှာဖြစ်ပါတယ် macOS ရဲ့ application for ရဲ့မှာ dictionary အခုလိုပဲပါဝင်ပါတယ်ဒီ dictionary ကိုဖွင့်လိုက်ပြီဆိုတော့ ਨੇ သူထဲမှာ language တွေတော်တော်များများ ပါဝင်ပြီးဖြစ်ပါတယ် Chinese, Japanese, English to English, Vietnam, Hindi, Thailand စသဖြင့် language တွေအများကြီးပါဝင်မယ်မြန်မာ language ကတော့ပါဝင်ခြင်းမရှိသေးပါဘူးအဲ့ဒီတော့တခြားဘာသာစကားတွေနဲ့အဆင်ပြေမှာဖြစ်ပေမဲ့မြန်မာသာကတော့တပ်ပါ dictionary တွေတော့ရမလားတခြားဘလိုနည်းရှိအောင်မလဲဆိုတော့ဒီ ဘေးနေ dictionary မှာပဲနောက်ထပ်သက်ပါတီ dictionary မလိုတော့ဘဲနဲ့မြန်မာ language engine dictionary engine ကိုထည့်ပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာအခုကျွန်တော်စုဆောင်းထားတဲ့မြန်မာ dictionary တွေထဲမှာ ever ရဲ့ဘေးနေ dictionary engine တွေကိုအခုလိုပဲ copy ကုထည့်လိုက်ပေးရမှာဖြစ်ပါတယ်။ hello copy ကုပြီးလိုက်ထည့်ပြီးဆိုတာနဲ့ dictionary ကိုပိတ်ပေးရမှာ dictionary ကိုပြန်ပြီးပြန်ဖွင့်ပါမယ်။အဲ့လိုလုပ်ပြီးဆိုတာနဲ့ setting နဲ့မှဆိုရင်တော့စောစောထည့်လိုက်တဲ့ dictionary တွေကအခုအောက်ဆုံးမှာအခုလိုပေါ်နေပြီပဲဖြစ်ပါတယ် အသုံးပြုမဲ့ dictionary ကိုတစ်ပေးလိုက်ရမှာဖြစ်ပါတယ်အဲကျွန်တော်တို့ online dictionary အပြင်ဥပုပ်စိန်ဗုဒ္ဓ dictionary ပါဠိ english english ပါဠိ dictionary ကိုစုဆောင်းထားပါတယ် online ကတော့ english မြန်မာ dictionary ပဲဖြစ်ပါတယ်ဒီလိုမျိုးထည့်ပြီးတော့ဒီလိုကိုယ်အသုံးပြုမဲ့ dictionary တွေကိုတစ်ပေးလိုက်ပြီဆိုတာနဲ့ current dictionary တွေပုံမှန် dictionary နဲ့မတူတာကတော့သူက dictionary ကိုဖွင့်ပြီးတော့မှရှာမမဟုတ်ဘူးသူဒီ system dictionary ဖြစ်တဲ့အတွက်ကိုဒီ mac os ထဲမှာသုံးပြုနေတဲ့ဘယ် application မှမဆိုသုံးနေစဉ်တည်းမှာဒီ dictionary ကိုခေါ်ပြီးတော့ အသုံးပြုလို့ရမှာဖြစ်ပါတယ်။မန်ဘုတ်တွေမှာဆိုရင်တော့ magic trapper မှာ pressure sensor ပါတဲ့ model တွေမှာဆိုရင်တော့ကိုအတိကျတဲ့စလုံးကိုဖိချလိုက်တာနဲ့စစော dictionary တွေကကိုတစ်ပေးထားတဲ့ dictionary တွေနဲ့ဒီစလုံးကိုရှာဖွေချိတ်ဆက်ပြီးတော့တခါတယ်ဖော်ပြပေးမှဖြစ်ပါတယ်။အဲ့ဒီတဲ့အရန်ကို လွယ်ကူပြီးတော့ system detection တတိတခုအနေနဲ့ကောင်းကောင်းမွန်မွန် macOS မှာသုံးမိနိုင်မှာဖြစ်ပါတယ်။နောက်တစ်နည်းကတော့သိကျင်တဲ့စလုံးကို right click lookup လို့ခေါ်ပြီးတော့မှ dictionary ကိုခေါ်ပြတာဖြစ်ပါတယ်။ဒီရင်းကလည်းခုန pressure sensor နဲ့ဖိပြီးတော့ dictionary ထဲမှာကိုယ့်ရဲ့သိကျင်တဲ့ definition စလုံးကိုအကျယ်ဖွင့်တဲ့ meaning ကို ဖော်ပြပေးမှာဖြစ်ပါတယ် extra နဲ့ magic trap သုံးပြထားတဲ့ mad desktop တွေမှာဆိုရင်လည်းစောစောမဲ့ဖို့လိုမှလိုပဲ pressure sensor နဲ့ဖိပြီးတော့ dictionary ကိုခေါ်ယူပြီးတော့အသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါအပြင် macOS ရဲ့ bare application မှာမဆိုဒီ dictionary ကိုခေါ်ယူပြီးတော့အသုံးပြုလို့မှဖြစ်ပါတယ် website ကြည့်နေစမှာဖြစ်ဖြစ် microsoft office ရဲ့ office စာထဲမှာစာရိုက်နေတာပဲဖြစ်ဖြစ် apple ရဲ့ office ဖြစ်တဲ့ page မှာပဲဖြစ်ဖြစ် note မှာပဲဖြစ်ဖြစ်မှာကိုသိချင်တဲ့စာလုံးကိုဖိလိုက်တာနဲ့ dictionary ကအလိုလျောက်ချိတ်ဆက်ပြီးတော့ဖော်ပြပေးမှာဖြစ်ပါတယ်